အဆရာကိုတိုင်ဆရာကိုတိုင်ဘာလို့လဲဆိုတော့2020ကနေစပြီးတော့မှနေရောညာရောစူးစမ်းတာစပိုင်းမှာဒီ digital အင်ကန်ရဖို့စူးစမ်းတော့ပထမဗီဒီယိုတပိုးရိုက်တယ်ကြီးမဲ့လူမရှိတယောက်တလေပဲရှိတယ်နောက်ထပ်ဗီဒီယိုတပိုးရိုက်တယ်ပုံ30ထိအောင်ကြီးမဲ့လူမရှိနောက်တော့ဆရာစဉ်းစားတယ်ဘာကြောင့်မလို့လဲဘာကြောင့်မလို့မကြည့်ကြတာလဲဆိုတော့အဲ့မှာဟုတ်ပြီအဲ့တော့သိကြတယ်ဆရာပြန်စဉ်းစားတာ ကိုဆိုလို့ရှိရင်ရောငါဆိုလို့ရှိရင်ရောเนาะသူများရဲ့ဒီပြင်းစရာကောင်းတဲ့တော်တော်တယောက်တည်းထိုင်ပြီးတော့မှပွားကျင်တာပွားထားတဲ့ဗီဒီယိုကိုကြည့်ကျင်လားကြည့်နိုင်လားအဲ့မှာဆရာနီလန်းနေရှာโอเคငါရဲ့ဗီဒီယိုကိုလူတွေကြည့်ကျင်အောင်ဘယ်လိုလုပ်မလဲဆိုတော့နီလန်းနေရှာတယ်ရှာတဲ့အချိန်မှာဆရာနံပါတ်1သွားတွေ့ရည်ပါလဲဆိုတော့အဓိကကဆရာ target market ပဲ target market ဘသူတွေကိုကိုကပြောကျင်တာလဲဆိုတော့အရေးကြီးတယ်လူတိုင်းတော့ကိုစကားနားထောင်မှာမဟုတ်เนาะဖះစကားတော့ဗုဒ္ဓစကားတော့မှာ နားမထောင်ဘူးလေဟုတ်တယ်မလားအခုဖရတော်မှလာပြီးဆဲတဲ့လူရှိသေးတာပဲဒါတကောင်းတာပြောတာတော့မှဆိုတော့အဲ့တော့ target market တွေဆရာအရေးကြီးရဲ့ဆိုတာသိသွားတယ် target market ကိုဆရာချိန်တယ်အဲ့တော့မမမရဆရာဒီ interview ဖြေမဲ့သူတွေကိုဆရာ target ထားလိုက်တယ်ပြီးသီးတာလာပဲဟာကောင်းတယ်ပေါ့နော်အဲ့ဆိုရှင်ဆရာ viewer တွေများလာတယ် okay target market ဒါပေမဲ့ဆရာပြန်ကြည့်တော့ video တွေကဆရာတို့ခေါ်တာပါခေါ်မလဲဒီ rate ပေါ့နော် တော့ပြီးအောင်ကြည့်မသွားအောင်အစာပိုင်းလေးကြည့်သွားနောက်ပိုင်းမှာကြာသွားတာဟာဘာကြောင့်လဲပေါ့နော်အဲ့တော့ကြာတင်နေဆွဲဆောင်ရမယ်ပေါ့အဲ့တော့ဘာလုပ်မလဲဆက်နီးလန်းနေပြန်ရှာတယ်ရှာတဲ့ချိန်မှာဆက် frame တစ်ခုရလိုက်တယ်အဲ့ဒီ frame ကတော့ digital အင်ကန်သင်တန်းထဲမှာထည့်ထားတယ်အဲ့တော့ဘာလုပ်မလဲ hook သွားမယ် hook ချက်ချင်းငားများလို့ပဲနော်ငားငားများတဲ့အခါမှာလေငားဆရာတို့ကဒီဒီတီကောင်ချတယ်မလားချတော့တခါတည်း hook နဲ့လှမ်းပြီးတော့မှကြိုက်လိုက်တာ ကိုက်လိုက်ဆိုသူကညှိသွားရတယ်မလားညှိသွားဆိုလို့ရှိရင်သူကဘဲပြေးပြေးမလွတ်တော့အဲ့တော့ကိုအသာလေးဆွဲတင်ရုံအဲ့လိုပဲဆိုတော့ဗီဒီယိုတစ်ပုဒ်ကြည့်ရဆိုလို့ရှိရင်လျှောက်ခုဘလို့တီထွင်မလဲဘလို့ဖန်တီးမလဲဆိုတော့လုပ်လိုက်တယ်အဲ့တော့နောက်မှကြာပါဖြစ်လာလို့ဆိုတော့ဇာတ်တင်နဲ့2လ3လနဲ့ဆင်ပြေသွားဆိုတော့ဇာတ်တင်နဲ့2လ2လချော်ချော်လောက်နဲ့ဆရာဆတယ်နောက်တော့20ဂျွန်လမှာဇာဗီဒီယိုဆရိုက်တယ်စက်တင်ဘာမှာဝင်ငွေဆရပြီဝင်ငွေဆိုတော့ digital income နဲ့မဟုတ်ဘူးเนาะတင်နန်းသားတွေဆရပြီ ဲ့တော့အဲ့တော့ကဆရာမမေခုအမှန်ဆွဲတင်တဲ့ create လုပ်တယ်နောက်ပိုင်း PSU လိုက်လားမသိဘူးကြိုက်လောက်ပေးနေလို့လိုက်တယ်လူကိုဆရာတင်တဲ့တောင်းဝန်းတန်းသိန်းကျန်းလောက်ရမယ်တဲ့သူအဲ့ group ထဲမှာမြင်တွေ့နေတယ်ဆိုတော့ဒါစီဆိုတော့ digital income အရေးကြီးတယ်ဒီချိန်မှာအဲ့တော့ဆရာဒီ digital income ထဲမှာတော့အကုန်လုံးအစလေဆုံးအကုန်ထည့်ထားတယ်အဲ့တော့ content idea ဘယ်လိုထုတ်ရမလဲ content ဘယ်လို create လုပ်ရမလဲ video ဘယ်လိုရိုက်ရမလဲ editing ဘယ်လိုလုပ်ရမလဲ Facebook တို့ YouTube တို့ TikTok တို့ရဲ့ algorithm တွေကဘယ်လိုရှိသလဲ ပြီးရင်ဆရာဘယ်လောက်ထင်အောင်ထည့်ထားလဲဆိုတော့ monetization setup အကုန်လုံးပါတယ်ပြီးတော့ဆရာတော်တယောက်တည်းတင်ထားတာမဟုတ်ဘူးဆရာကအပေါ်ပိုင်းကိုတင်ထားတယ်တခြားပညာရှင်တွေကသူ့အဆင့် level အဆင့်နဲ့တင်သွားတာဖြစ်တဲ့အတွက်အရန်ကောင်းတဲ့ flow ညီတဲ့သင်တန်းတစ်ခုပေါ့နော်ဒီကြောင်တွေကနေပြီးတော့မှ activity ကြီးနေတယ်ကျွန်တော်လုပ်ငန်းရှင်တွေကိုကျိုးလို့ဆိုနေရလိမ့်မယ်တို့ကျွန်တော်ပြောနေပါတယ်ကိုတော့ဘာလိုက်တယ်ဆိုတော့ comment မှာချက်တော့ရေးရရရေးပြပါဦးဒီ video ဆုံးထောင်ကြည့်ပြတော့လေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါမိင်္ဂလာရှိတော်နေလို့ဖြစ်ပါစေ